ကျွန်တော်ရဲ့မိတ်ဆွေတွေငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကရောက်နေတာလားငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ညစ်နေရသလားငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေကြုံတွေ့နေတယ်ဆိုရင်ဒီကနေ့ကျွန်တော်ပြောပြမယ့်ရည်ရွယ်လေးတွေကိုလိုက်ပြီးတော့လုပ်ပါနော်ဒါမိတ်ဆွေတို့ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုနီလန်းပေါ်ပြီးတော့အမြန်ဆုံးအဆင်ပြေသွားစေတဲ့ရည်ရွယ်နည်းလေးဖြစ်ပါတယ်မိတ်ဆွေများအားလုံးမင်္ဂလာပါနော်ကျွန်တော်တို့ဘဝမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲကြုံတွေ့နေတဲ့အခါမှာ လွယ်လွယ်ကူကူပြုလုပ်လို့ရမယ့်ရည်ရည်အားလေးကိုဒီနေ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြန်လည်ပြီးတော့မျှဝေပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁ကငွေကြေးကိုအကြောင်းပြုပြီးတော့ဝင်ငွေနဲ့ထွက်ငွေမမျှဘူး။ကိုယ်ကမိသားစု9ယောက်ရှိတယ်၊လှုပ်စာတယောက်စာပဲရှိတယ်။ကျန်တဲ့လူတွေကအဲ့ဒီတယောက်ကိုမှီခိုပြီးတော့စားတောက်နေထိုင်နေရတာပေါ့နော်။အဲ့တော့မိသားစုထဲမှာမိသားစုဝင်တွေကုံပေါက်တွေရိုးပေါက်တွေကများနေတယ်ဝင်ငွေကနည်းနေတယ်အဲ့တော့ဝင်ငွေနဲ့ထွက်ငွေမမျှလို့ ငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်သောကရောက်နေရတဲ့လူတွေလှုပ်လို့ရပါတယ်။နောက်တစ်ခုကကို့မှာဘဝမှာအခက်အခဲတွေကြုံနေရတယ်။ကြုံတဲ့အခါမှာမယူခြင်းပေမဲ့လည်းသူများကြီးကငွေကိုယူပြီးတော့သုံးရတယ်။ယူသုံးတဲ့အခါကျတော့အခု तू ကငွေပိုင်ခြင်းကကို့ရဲ့ပတ်စံတွေကိုပြန်တောင်းနေတယ်။အခုကလည်းပြန်ပြီးတော့လောလောဆယ်မပေးနိုင်သေးဘူး။အရန်ကိုစိတ်ကျင့်နေရတယ်။အဲ့တော့ပေးစရာရှိတဲ့ငွေတွေမပေးနိုင်တဲ့သူတွေလည်းပဲဒီရရာကိုပြုတ်လို့ရပါတယ်။ ။နောက်တချို့လူတွေကြတော့ကိုယ်ပိုင်ဆိုင်နဲ့ကိုယ်စူးစောင်းထားတဲ့ကိုယ့်ရဲ့ချွေးနဲ့သားလေးကိုသူများကိုယုံကြည်စွာနဲ့အနှံထားတယ်ပေးထားတယ်။ပေးထားတဲ့ဥစ္စာကိုကိုကလိုချင်တဲ့အခါပြန်တောင်းတယ်။တောင်းတဲ့အခါကျတော့ပေးရမယ့်လူကမပေးဘူးဖြစ်နေတာပေါ့နော်။အဲ့တော့ရစရာကြီးတဲ့ငွေတွေမရတဲ့အတွက်စိတ်ညစ်နေတယ်ဆိုရင်လေဒီငွေချင်းနဲ့ပတ်သက်ပြီးတော့ရရရာကိုပြုတ်လို့လို့ရတယ်။အဓိကကတော့ကျွန်တော်တို့လူတိုင်းလူတိုင်းပေါ့နော်အိမ်တိုင်းအိမ်တိုင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေ အကြက်တဲတွေတော်တော်လေးကြုံတွေ့နေရတယ်ကုံစင်းတော့အခြေအနေတွေခေတ်ကာလအခြေအနေတွေစသဖြင့်တော့အခြေအနေတွေသဘာဝဘေးရန်တွေအခြေအနေတွေယောဂါနှိမ့်ဆက်တဲ့အခြေအနေတွေကြောင့်ငွေချင်းနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကရောက်နေရတဲ့လူတွေစိတ်ညစ်နေရတဲ့လူတွေစိတ်တော့ကရောက်နေရတဲ့လူတွေတော်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 ကြီးကိုများပါတယ်နော်အဲ့လိုငွေချေးကိုအကြောင်းပြုပြီးတော့တော့ကရောက်နေတာစိတ်ညစ်နေတဲ့အခါအခက်အခဲကြုံနေတဲ့အခါယနေ့ဒီနေ့ကျွန်တော်ပြောပြမယ့်နေရာလေးတွေကိုအသေးချာလေးလိုက်ပြီးလုပ်ပါ မကြကနာပြုတ်လုပေးပါဒါဆိုရင်တော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေချင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေဟာနီလန်းပေါ်ပြီးတော့အကူအညီတွေပေါ်ပြီးတော့အကြံကောင်းဉာဏ်ကောင်းတွေပေါ်ပြီးတော့အဆောင်အမကောင်းတွေအဆောင်ကြောင်းကောင်းတွေပေါ်ပြီးတော့ပြည်လည်သွားစေမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ပြုလုပ်ရမယ့်ယေရယာကတော့လင်မန်းတစ်ချက်ထဲမှာတင်မောသီးမဲ့တင်မောသီးအမဲ့ကိုထည့်ပါဘေးမှာထညက်ဆက်တခဲကိုဝိုင်းပြီးတော့ထည့်ပါပြီးလို့ရှိရင်မနက်ပိုင်းမှာပေါ့နော်ဘယ်နေ့မဆိုရပါလေ အိမ်ဖျားမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလှူဒန်းဆက်ကပ်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတဲ့ကိစ္စတွေအစဉ်ပြေဖို့ငွေကြေးအခက်အခဲတွေပြေလည်ဖို့ရစရာရှိတဲ့ငွေတွေရဖို့ပေးစရာရှိတဲ့ငွေတွေ ပေးနိုင်ဖို့ဝင်ငွေနဲ့ထွက်ငွေမျှတဖို့စူတောင်းကြည့်ပါနော်ကျွန်တော်ကတော့ဒီနေရာကိုကျွန်တော်ဘဝမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲကြုံတိုင်းကြုံတိုင်းလွယ်လွယ်ကူကူပဲပြုလုပ်ပါတယ်ပြုလုပ်တိုင်းပြုလုပ်တိုင်းလည်းပဲအစဉ်ပြေသွားတာမျိုးကြုံရပါတယ် ။နောက်ကျွန်တော်နဲ့အင်မတန်ရင်းနှီးတဲ့ကျွန်တော်စီမှာဗေဒင်မဲတဲ့မိတ်ဆွေတွေကိုလည်းပဲငွေကြေးခက်ခဲတွေကြုံတွေ့နေရတဲ့အခါမှာဒီရရရာကိုပြုတ်လုခိုင်းပါတယ်ပြုတ်လုခိုင်းတဲ့အခါကျတော့သူနည်းသူအနဲ့သူအစဉ်ပြေသွားတာတွေများပါတယ်နော်အဲ့တော့ရရရာကတော့လင်မန်းတစ်ချက်ထဲမှာသင်္ဘောဒီအမှဲ့ထဲမှာထညာဆက်တခဲကိုဝိုင်းပြီးတော့ထဲမှာပြီးရင်အိမ်ဖျားမှာကတ်လူပူသွားပြီးတော့အလေးနဲ့စူတောင်းမှာမိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးနဲ့ပတ်သက်တဲ့တောကတွေ ဆင်းရဲစရာတွေပူပန်စရာတွေအဆင်မပြေမှုတွေအကြက်တဲခက်ခဲတွေရနေပြီးတော့လွတ်မြောက်မှုရရှိသွားပါလိမ့်မယ်နော်ဒါတော့ကျွန်တော်တို့ဒီကနေ့မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုငွေကျင်းနဲ့ပတ်သက်ပြီးတော့ရေရာလေးကိုလွယ်လွယ်ကူကူပြုလုပ်လို့ရမယ်ထိရောက်တဲ့ရေရာနည်းလေးကိုပြန်လဲပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်နော်အဲ့ဒီနေရာကိုဘယ်နှကြိမ်လောက်အောင်မလဲမမေးပါနဲ့ကိုယ့်ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေပြေလည်သည့်တိုင်အောင်မကြာခဏပြုလုပ်ပေးလို့ရပါတယ် တစ်ဖက်ကပြန်ကြည့်တဲ့အခါမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလှူဒန်းနဲ့ဆက်ကတဲ့ယရိယာဖြစ်တဲ့အတွက်အင်မတန်မှကုသိုလ်ရပါတယ်။တစ်ဖက်ကပြန်ကြည့်တဲ့အခါကျတော့လေကျွန်တော်တို့ရဲ့ကျေးဇူးရှင်ဘုရားဆရာကြီးမင်းသိမ့်ခါရဲ့ငွေကြေးပြည်လဲသေးတဲ့လောကီစီရင်ယရိယာစီရင်ဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေသွားစေပါအဲ့တော့ကုသိုလ်လည်းရတယ်ယရိယာလည်းမြောက်တဲ့ယရိယာဖြစ်တဲ့အတွက်လွယ်လွယ်ကူကူလည်းပြုလုပ်လို့ရတယ်ကုန်ကြစိတ်လည်းမရှိတဲ့ယရိယာနီးလေးကိုအားလုံးအတွက်ပြန်လည်ပြီးတော့ မျှဝေပေးခြင်းဖြစ်ပါတယ်ဒီအရာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့မှာအခက်နားလည်မှုဟိုနားမလည်ဘူးဆိုရင်တခုခုကိုသိကျင်တယ်ဆိုရင်လည်းဒီဗီဒီယိုဖိုင်ရဲ့ comment box လေးမှာမေးထားခဲ့လို့ရပါတယ်เนาะ